င်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိမုံရွာမြို့အထိရခိုင်တပ်တော် AA ရောက်ရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တရှိရာမုံရွာမြို့အထိရခိုင်တပ်တော် Arakan Army AA တပ်ဖွဲ့အင်အားများရောက်ရှိလာပြီးစစ်ကောင်စီဘက်အတွက်အရေးကြီးဆုံးစစ်ရေးနှင့်မဟာဗျူဟာကြသောဧရိယာတစ်ခုအဖြစ်ပြောင်းလဲလာနေကြောင်းသတင်းရရှိပါတယ် တရင်းများအရာအေအေတပ်ဖွဲ့များသည်မကွေးတိုင်းနှင့်စကိုင်းတိုင်းတို့တဖြည်းဖြည်းတိုးချဲ့ဝင်ရောက်လာပြီးမင်းညနောက်ပိုင်းတွင်မုံရွာမျိုးအနီးအနားတွင်စစ်တပ်စခန်းများနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရပါသည်မုံရွာမျိုးသည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိနေရဖြစ်ပြီးမြန်မာစစ်အာဏာရှင်စနစ်အတွက်အဓိကထောက်ခံစစ်ဗဟိုဌာနဖြစ်သောကြောင့်ရင်းနေရာသို့အေအေတပ်ဖွဲ့များဝင်ရောက်လာခြင်းသည်စစ်ကောင်စီဘက်အတွက်အပြင်းအထန်သတိပေးချက်တစ်ခုဖြစ်နေသည်ဒေသခံများအဆိုအရမုံရွာမျိုးအနီးတွင် မနေ့ညအထိဘုံတံများနှင့်လက်နက်ကြီးပစ်ခတ်တံများကြားနေရကြောင်းပြောကြားသည်မုံရွာမြို့အတွင်းရှိစစ်တပ်တရင်များတပ်မတော်လေးတရင်များနှင့်စစ်စေးရေးစခန်းများမှတပ်သားများအောင်အရေးပေါ်ခိုးလုံစခန်းများသို့ပြောင်းရွှေ့နေကြပြီဟုဆိုသည်ရခိုင်တပ်တော်ဖွဲ့ထဲမှတအူကမိနစ်ပိုင်းမီဖက်ဆက်အနေနဲ့မှပြောဆိုရာတွင်ကျွန်တော်တို့အဖွဲ့ကရခိုင်ပြည်နယ်နဲ့နှမိတ်တွေကနေတဖြည်းဖြည်းမြန်မာစစ်တပ်ဤ PR ကိုဖိနှိပ်လာနေပါတယ်။မုံရွာတောင်ပိုင်းနဲ့မြို့အနီးအနားတွေမှာစစ်တပ်တွေအတော်နေသွားပြီ တိုက်ပွဲတွေမှာလေသူတို့အပြင်းထန်ဆုံးခုခံနေရပါတယ်ဟုပြောကြားခဲ့ပါတယ်။နောက်ပိုင်းသတင်းအရမုံရွာမြို့အနီးရှိရက်ကွက်အချို့တွင်နေထိုင်သူများကိုစစ်တပ်ဘက်ကအရေးပေါ်ရွှေ့ပြောင်းစေပြီးမြို့အတွင်းတွင်စစ်စင်ရေးအခြေအနေထူထောင်နေကြသည်။လေတပ်ကလည်းမနက်ပိုင်းကစစ်စင်ရေးလေရင်အနည်းဆုံးနှစ်စီးဖြင့်ပြန်တန်းအုပ်ချုပ်နေကြောင်းသတင်းရရှိသည်။ AAE စစ်စင်ရေးအောင်မြင်မှုများသည့်အခြားတိုက်ပွဲဌာနများဖြစ်သည့် စကိုင်းမကွေးနှင့်အေရော်ဒီတိုင်းဒေသများတွင်လည်းအပြန်အလှန်တက်ရောက်မှုရှိလာနိုင်ကြောင်းသတိပေးထားကြသည်။သတင်းအချို့တွင်လည်းအေအေတပ်ဖွဲ့များသည်မုံရွာမြို့၏အနောက်ဘက်မူဆယ်သို့ဆက်သွယ်သည့်လမ်းများတွင်တက်ဆွဲနေပြီးလာမည့်ရက်များအတွင်းစစ်ရေးအခြေအနေပုံမပြင်းထန်လာနိုင်ကြောင်းထွေးခေါ်နေကြသည်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တီနေရမှတဆင့်ရခိုင်တပ်တော်၏စစ်ရေးတိုးတက်မှုသည်မြန်မာစစ်တပ်၏အဓိကထောက်ခံစနစ်ကိုချိုးဖောက်နိုင်ပြီးအရေးကြီးစစ်ဆင်ရေးအဆင့်တစ်ခုအဖြစ်သုံးသပ်ရမည်ဖြစ်သည်။ ဆက်လက်ပြီးဗမောတွင်တိုက်ပွဲဆက်လက်ပြင်းထန်နေစစ်ကောင်မရှင်ကစစ်ကြောင်းများခွဲ၍စစ်ကြောင်းထိုးနေပြီးလေကြောင်းဖြစ်ကူဇက်တိုက်ပေးနေရတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမောမြို့တွင်စစ်ကောင်မရှင်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်မရှင်ကစစ်ကြောင်းများဖြန့်ခွဲစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ဗမာမျိုးတွင်းရှိစစ်ကော်မရှင်ပြည်လဲထိန်ချုပ်ထားသည့်နေရာများကို KIA ကတကြောပြန်သိမ်းယူပြီးနောက်စစ်ကော်မရှင်ဘက်ကလေရင်ပစ်ကူများပါနေစဉ်အုံပြူလာကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည် စစ်တပ်ဘက်ကလူအင်အားဖြည့်ကူနဲ့သူတို့တက်ချင်းလက်ချင်းချိတ်ဆက်နိုင်တဲ့အနေအထားကိုရောက်လာပြီးထိုးစစ်ပြန်ဆနိုင်တဲ့ပုံ။ KIA ကခေတ္တဆုပ်ပြီးတဲ့နေရာတွေကိုအခုပြန်သိမ်းနေပါတယ်ဟုကချင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။တန်ချက်ကတည်ရင်တတရ8006ဂိတ်ပေါက်အနည်းအထိတိုက်ပွဲရှိနေပြီးစက်တင်ဘာလအတွင်းကလည်းတန်ချက်ကတည်ရင်နောက်စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုများပြခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာလ၁ရက်နေ့ကခလာရ48အနောက်ဘက်ကခင်စခန်းနဲ့ရွှေပြည်သား KBC ဖျားကြောင်ကုန်တို့ကို KIA ကပြန်လည်သိမ်းယူခဲ့ပါတယ်။စစ်ကော်မရှင်ကစီရေးအယအေးပါတီ ်ယူဟာမြောက်နေရာများကိုစစ်ကြောင်းသုံးခုခန့်ခွဲ၍ဖျက်ချက်တိုက်ခိုက်လာပြီးဗမော်လမ်းမကြီးတရှောင်းနေမီစုံမိုးနိုင်ရန်စစ်ကြောင်းဖြန့်လာနေခြင်းဖြစ်ပါတယ်။ဒီကြောင်မှလည်းတိုက်ပွဲဖြစ်ပွားရနေအမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ27အနီကို တနေ့လျင်အနည်းဆုံး၃ချိန်နေပါလျင်ပြစ်ကူပေးထားကြောင်းကချင်းသတင်းရင်းမြစ်များထံမှသိရပါရယ်စစ်ကော်မရှင်ကဗမော်တိုက်ပွဲပြန်လည်ထိုးစစ်ဆင်လာနိုင်သည့်အတွက်စာခခမှုနဲ့88တပ်မမှုတို့ကိုယာတူးတို့ဝေးပြီးဝါရဖြတ်မှုများပြုလုပ်လာပါရယ်စစ်ကော်မရှင်ဝါရဖြတ်သတင်းစာများအတွင်လည်းဗမော်ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီဟုဖော်ပြပြီးနောက် KIA ကစစ်ရေးနှင်မြေတချို့ကိုတချို့ပြန်ပြန်လည်သိမ်းယူလာခြင်းဖြစ်ပါရယ်ဆက်လက်ပြီးတီးချိန်မျိုးနဲ့မွယ်ပြီးရွာမှစစ်ကောင်စီတပ်နဲ့ CDF CDM စီရင်တို့တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ချင်းပြည်နယ်တိတိမ်မြို့နယ်မွဲပြီးရွာမှာအော်တိုဘာလ19ရက်နေ့မှာစစ်ကောင်စီတပ်နဲ့ CDF CDM စီရင်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာချင်းတော်လှန်ရေးတပ်ဖက်ကတပ်ဦးကြာဆုံးခဲ့ပြီးလက်ရှိမှာနှစ်ဖက်စီရင်အခြေအနေတင်းမာနေဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ကလေးကတက်လာတဲ့စစ်ကြောင်းနဲ့မနေ့ကတိုက်ပွဲဖြစ်တဲ့ရဲဘော်တယောက်ကြားတယ်။ဒီနေ့တော့တိုက်ပွဲမရှိပေမဲ့အခြေအနေကတော့တင်းမာနေတဲ့အနေအထားပေါ်လို့စီရင်တဲ့ရင်းမြစ်တပ်ဦးကပြောပါတယ်။ တီးတိတ်မျိုးပေါ်ကတက်ကုန်းကိုစစ်ကောင်စီတပ်ကအောက်တိုဘာ26ရက်ကစပြီး29ရက်အထိတက်အင်အားလက်နက်ခဲယံအများအပြားဖြည့်တင်းနေတယ်လို့သိရပါတယ်။လက်ရှိတီးတိတ်မျိုးပေါ်ကနေစစ်ကောင်စီတပ်တွေဟာတီးတိတ်တိုင်းငင်တီးတိတ်လန်အတိုင်းစစ်ကြောင်းထိုးလာပြီးစဲဆန်ရွာကိုရောက်ရှိနေပြီလို့သိရပါတယ်။အောက်တိုဘာ28ရက်နေ့ည7:00နာရီဝန်းကျင်မှာတီးတိတ်မျိုးနဲ့တိုင်းငိမ့်ပါကိုစစ်ကောင်စီကလေကြောင်းကနေပုံရဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တစ်လုံးပြက်စီးထိခိုက်ခဲ့ပါတယ်။စစ်ကောင်စီကအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူတွေအုံပြုတဲ့ဒေါ်လန်တွေကိုလည်းလုံခြုံရေးအရခိတပိတ်ထားမယ်လို့ CDM CDM CN ကအောက်တိုဘာ29ရက်ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးလောင်လုံးမြို့နယ်မောင်းမကန်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှဆက်နက်ဦးတည်ဆုံကလက်နက်မျိုးစုံ22လက်သိန်းစီရရှိတယ်ဆိုတဲ့သတင်းကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မောင်းမကန့်ရဲစခန်းတိုင်တိုက်ပွဲအတွင်အကြံဖက်စစ်တပ်ဘက်မှဆက်နက်ဦးတည်ဆုံကလက်နက်မျိုးစုံ22လက်သိန်းစီရရှိခဲ့ကြောင်းအထူးတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။အော်တိုဘလ22ရက်နေ့နနက်9:30မိနစ်ခန့်တွင် မောင်းမကန့်ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကဝန်းရောက်တိုက်ခိုက်ခဲ့ပြီးနနက်9:30မိနစ်ခန့်တွင်ရဲစခန်းတစ်ခုလုံးကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းသိရပါသည် စခန်းသိမ်းတိုက်ပွဲအတွင်းအကြံဖက်စစ်တပ်ဘက်မှ၁၂ဦးသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်တော်လရေးရဲဘော်တအူးလည်းမြင့်မြတ်စွာအသက်ပေးလူခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲအတွင်းအကြံဖက်စစ်သားများထံမှ UC အမျိုးအစားတနက်6လံ G3 အမျိုးအစားတနက်9လံ Shotgun Smoke Gun 2လံ Commando စိမ်ပြောင်း2လံ6လုံးပြူ4လံစုစုပေါင်းလက်နက်မျိုးစုံ22လံဂျမ်ဘာ7နှလုံးနဲ့ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။ အဆိုပါရဲစခန်းသိမ်းတိုက်ပွဲကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်၁စစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနကိုကဲမှုအောက်ရှိနီးပြူဟာ33ဒေါနာတက်ရင်တက်ခွဲလေး KVDF ဒေါနာတက်ရင်တက်ခွဲခွနေ LPF နဲ့အတူမဟာမိတ်တပ်ပေါင်းစုများဖြစ်သောဒဝဲခရိုင်တပ်ပေါင်းစု DNLA ဒူရကစစ်ကြောင်းရမညမွန်တက်တော်ဖက်ဒရယ်ဒူဝန်ကျဲတက်များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆက်လက်ပြီးရေပြုံမြို့နယ်ဒဝဲအထူးစီးပွားရေးဆောင်လမ်းပိုင်းတွင်ခင်းယူထားသည့် စစ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းရေတူမြို့နယ်ဒဝဲအထူးစီးပွားရေးဆောင်လမ်းပိုင်းတွင်ခင်းယူနေသောစစ်သားများကိုဝင်ရောက်တိုက်ခိုက်ရာအကြံဖတ်စစ်တပ်ဘက်မှ၁၀ဦးသေဆုံးခဲ့ကြောင်းရေတူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှထုတ်ပြန်ကြေညာဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။အောက်တိုဘာ25ရက်နေ့နနက်6:30မိနစ်ခန့်တွင်ရေတူမြို့နယ်ဝက်ချောင်းကြီးရွာနှင့် မူထူးရွာအကြာရှိဒဝဲအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းပိုင်းတွင်ခင်းယူနေသောအကြံဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုထိတွေ့တိုက်ပွဲသည်တနအိနီးပါးကြာမြင့်ခဲ့ပြီးအကြံဖက်စစ်တပ်ဘက်မှစေဦးခန့်တေဆုံကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လန်ရေးပူးပေါင်းတပ်များဘက်မှရဲဘော်၂ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။တိုက်ပွဲဖြစ်တာကတော့သိရပါသည်။ဒဝဲအထူးစီးပွားရေးဆောင်လမ်းပိုင်းမှာ ဆက်ရန်နေရာတွေနဲ့လုပ်ငန်းလုပ်ကင်တာတွေကိုကင်းယူပေးနေတဲ့စစ်ခွေးတွေကိုဒေါ်လာရေးတက်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်တာလို့သိရပါတယ်တိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိတယ်ဆိုတာတော့သိရတယ်ဟုဒေတာရင်းစစ်ရေးတရင်ရင်းမြက်ကပြောဆိုပါတယ်။အဆိုပါတိုက်ပွဲတိုက်ခိုက်မှုကိုရေပြူမြို့နယ်အတွင်းအခြေဆိုင်မဟာမိတ်ပူးပေါင်းတပ်နှင့်ဘာထူးအာမေတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရေပြူမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ကျမတို့တင်ဆက်မှုကိုဒီမှာပဲညနာခွင့်ပြုပါရှင်။ 阿隆威训练蔡米加巴 C 先。啊